မင်္ဂလာပါရှင်။မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေဒီဇင်ဘာလ9ရက်ဒီဂရီ2.9နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်။ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အရှေ့လေပိုင်းတို့တွင်တိမ်အနေငယ်ဖြစ်ထွန်းနေပြီးကြံမင်္ဂလားပင်လယ်တို့တွင်တိမ်အထင်တင်မှတိမ်ထူထပ်နေပါမယ်။ ဒီကနေ့ညနေထိခမ်းမန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကွက်ကြားမှုနေငယ်ရွာနိုင်ပါတယ်။ရွာအရန်လုံး60ဖြစ်ပါတယ်။နေပြည်တော်ပဲခူးတိုင်းဒေသကြီးကယားပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်အများအပြားသားရပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်တိမ်တင့်တင့်ဖြစ်ထွန်းပါမယ်။မြမပင်လေပြည်နယ်လှိုင်းနေငယ်မှာလှိုင်းတင့်တင့်ရှိပါမယ်။လှိုင်းမြမမြမကံရုံးနဲ့တခြားနယ်ကမ်းလွန်ပင်လေပြည်တို့တွင်၄ပြည်မှ6ပြည်ခန့်ရှိနိုင်ပါတယ်။ နောက်နှစ်အတွက်ခမန်းချက်ကတော့ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းတို့တွင်ညအပူချိန်များအနည်းငယ်လျော့နေနိုင်ပါတယ်။နေပြည်တော်နဲ့နေတဝိုက်တွဲဒီကနေ့ညနေထိခမန်းချက်ကတော့အများအပြားတာယာပါမယ်။ရန်ကုန်မြို့နယ်နေတဝိုက်တွဲဒီကနေ့ညနေထိခမန်းချက်ကတော့တိမ်တင့်တင့်ဖြစ်ထုံးပါမယ်။မန္တလေးမြို့နယ်နေတဝိုက်တွဲဒီကနေ့ညနေထိခမန်းချက်ကတော့တိမ်နှင်းငယ်ဖြစ်ထုံးပါမယ်ရှင်။